အခုဖတ်ပြပေးမယ့် reading လေးကကြတော့ခொနရသားသမီးအားလုံးနဲ့အကျုံးဝင်တဲ့အခုလက်ရှိသင်ခံစားနေရတဲ့ရှုပ်ထွေးမှုတွေကနေဘယ်တော့အေးချမ်းသွားမလဲပေါ့နော်ဆိုတော့ကိစ္စများများလူပေါင်းလောကမှာတနေ့တနေ့စိတ်ရှုပ်ထွေးစရာတွေစိတ်ညစ်စရာတွေစိတ်ပင်ပန်းစရာတွေစိတ်ပီစီစရာတွေကတော့လူတိုင်းဒီပါကြုံကြရတာပဲပေါ့နော်အဲ့ဒီအရာတွေဒီပန်းစုကိုဘယ်တော့လောက်အေးချမ်းသွားမလဲဆိုတာလေးတွေပေါ့နော်အခုလက်ရှိခံစားနေရတဲ့ရှုပ်ထွေးမှုတွေဒီဘယ်တော့လောက်အေးချမ်းသွားမလဲဒါလေးတွေကိုပန်းစုကို ကတ်တွေရနေပြီးတော့လမ်းညွှန်ချက်တွေကြည့်ရအောင်ပါလေကတ်ထုတ်လိုက်ပါပြီကတ်ကလေးလေးကတ်မှာဆိုလို့ရှိရင်တော့ major တကတ်ပါတယ် minor 3ကတ်ပေါ့เนาะအဲ့တော့ လက်ရှိရှုပ်ထွင်းနေတာလေးတွေကဘဝမှာတိတ်ပြီးတော့အရန်ကြီးအေးမကြီးပါဘူးတဲ့ဖြစ်တဲ့ဖြစ်တိုင်းလို့ဖြစ်လာတဲ့အခါလေးတွေအချိန်ခါကြာရလို့ဖြစ်လာတဲ့အရာလေးတွေသာဖြစ်တယ်အဲ့တော့လက်ရှိမှာတင်ကစိုးရင်ရတယ်ပူပန်ရတယ်စိတ်မအေးချမ်းရဘူးဆိုတဲ့အကြောင်းတရားတွေရှိတော်လဲတဲ့အဲ့ဒီအရာတွေဒီအခိုက်အတန့်ပဲဖြစ်မှာပါတဲ့ပြီးတော့တင်ရဲ့ဘဝမှာပြည့်စုံနေတယ်ပေါ့နော်တခါလေးပန်းစိုးကစိတ်တွေညစ်ရတယ်စိတ်တွေဆင်းရဲရတယ် အစိတ်ပူရတယ်ဆိုတဲ့အခြေအနေတွေဘဝမှာကြုံလာတတ်တယ်အဲ့ဒီလိုမျိုးကြုံလာတဲ့အခါမှာဆိုလို့ရှိရင်ပေါ့နော်စိတ်ကလည်းပူရသေးတယ်အစိတ်ကလည်းညစ်ရသေးတယ်စိတ်လည်းဖိစီးရသေးတယ်အပြင်ကိုဘဝမှာပေါ့နော် အခြေခံတွေမပြည့်စုံတဲ့အတွက်ကြောင့်မလို့အဲ့ဒီအတွက်ပါထပ်ပုံနေရသေးတယ်ဘဝနေထိုင်ရေးပါထပ်ပြီးတော့ပုံနေရတဲ့သူတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီထဲမှာတော့တဲ့အခုဒီ degree တွေမှာလာပြီးတော့ကြီးမိတဲ့သူတွေဒီတဲ့အဲ့လိုမဟုတ်ပါဘူးတဲ့တင်လို့ဒီပြည့်ပြည့်စုံစုံနဲ့ queen energy ရနေတယ်ပြပြဆုံဆုံရှိနေတဲ့ဘဝအနေထားတစ်ခုမှရှိနေတဲ့စိတ်ပူပန်စရာလေးတွေရှိတယ်ဆိုပေမဲ့လို့တဲ့ တင်တို့ရဲ့ဘဝပြည့်စုံနေတာလေးတွေကိုဘေးကကောင်းချင်းလေးတွေကိုပြန်ပြီးတော့ကြည့်နိုင်ပါတယ်တဲ့နော်အဲ့တော့လုံဆောင်ချက်အနေနဲ့ဆိုလို့ရှိရင်တော့လုံဆောင်ချက်အနေနဲ့ဆိုလို့ရှိရင်တော့အိမ်တွင်းထဲမှာအဲ energy တန့်စင်တာတို့ဘာလို့လုပ်ပေးပါနောက်တစ်ခါမကျမလို့တတ္တဝါတွေဒါတွေရှိမယ်ဆိုလို့ရှိရင်မြစ်တာလေးပို့ပေးပါအဲဆိုလေအခုဒီရက်ဒီနေ့ reading တွေဖတ်တဲ့အချိန်မှာဆိုလို့ရှိရင်လေအဲ့ဒီလိုမျိုးပေါ့နော်ဒီမကျမလို့တော်သူတွေရဲ့မြစ်တာတောင်းခံမှုဆိုတာတွေကို များများတွေ့ရတယ်ပေါ့နော်အဲ့တော့အဲလူတွေဒီလဲပန်းစိုးတို့မြေတားဖို့အမျှဝေတယ်ဆိုတာကလေသူ့ပထန်ဆက်တဲ့သူသူ့ဆက်တဲ့သူရှိတယ်ပေါ့နော်အဲ့တော့အားလုံးပဲမြေတားဖို့အမျှဝေတာလေးတွေများများလုပ်မယ်ကုသိုလ်လေးတွေထပ်ပွားတာတွေလုပ်ပေးပါပေါ့နော်အဲနောက်ဒုတိယကကဆိုလို့ရှိရင်တော့တဲ့ သင်တို့စိတ်ညစ်နေရတယ်စိတ်ပူနေရတယ်အခုချိန်မှာမအေးချမ်းဘူးဆိုတဲ့အရာတွေဘယ်တော့အေးချမ်းသွားမလဲဆိုလို့ရှိရင်မကြောက်ရင်အေးချမ်းသွားတော့မှာပါလက်ရှိလာမဲ့၄ပတ်၄လအတွင်းမှာနေအဲ့ဒီကိစ္စတွေကပြီးဆုံးသွားနိုင်တဲ့အနေအထားမှာရှိတယ်သင်တို့ celebration တခုခုလုပ်နေရတယ်နော် celebration တခုခုလုပ်နေရတာကိုတွေ့ရတယ်စူပေါင်းစပ်ပေါင်းအလှူပွဲတွေဘာတွေပြုလုပ်ရတာမျိုးတွေဒါမျိုးတွေကိုတောင်မှပဲမြင်နေရတယ်ပေါ့နော်အဲ့တော့အကောင်းဆုံးရတဲ့ရာသီဖခင်မှာတည်တည်ဆုံးလေးတွေကလှူပေးတာမျိုးနော်တခြားသောဘာသာဝင်တွေကလည်း ဒီဟိုတစ်သီးလေးတွေစွန့်ကြဲပေးကမ်းတာမျိုးလုံဆောင်ပေးပါတဲ့เนาะအဲ့ဒါဆိုရင်အဆင်ပြေပါတယ်တဲ့ပြီးလို့ရှိရင် လုပ်ငန်းကိုင်ငန်းတွေအနေနဲ့ဆိုလို့ရှိရင်အစုရှယ်ယာစုပေါင်းစပ်ပေါင်းလုပ်ငန်းကိုင်ငန်းတွေလုပ်မယ်ဆိုလို့ရှိရင်တော့တဲ့အောင်မြင်တိုးတက်နိုင်တဲ့ celebration လုပ်ရမယ်ဆိုတာမျိုးတွေနောက်တစ်ခါစုပေါင်းစပ်ပေါင်းအလုံးလုံးထားတဲ့သူတွေရှိမယ်ဆိုလို့ရှိရင်လည်း project တွေအောင်မြင်တာအောင်ပွဲခံရတာဒီနမိတ်တွေကိုပါထပ်ပြီးတော့မြင်ရပါတယ်အဲ့တော့လက်ရှိမှာသင်တို့စိတ်ပူပန်ကြရတဲ့တော့ကတွေအဲ့ဒါတွေက agent တော်မှန်နမိတ်ကိုပဲပြနေတာပဲဖြစ်ပါတယ် အစိုးအဆက်ပေါ့နော်နောက်တစ်ခုကဆိုလို့ရှိရင်အခုလက်ရှိကို့မှာစိတ်ပူပန်စရာရှိတာတွေရှိနေတယ်ဆိုလို့ရှိရင်ねပါတနာကောင်းတယောက်ယောက်ရှာပါတယ်အခုညီပေးနိုင်တဲ့ပါတနာကောင်းတယောက်ယောက်ရှာပါပေါ့နော်အဲ့ဒီလိုပါတနာကောင်းကနေပြီးတော့ကို့ကို guideline ပေးနိုင်တဲ့အကြံဉာဏ်တွေပြုနိုင်တဲ့ဒီစိတ်ပူပန်စရာဒီပိတ်မိနေတဲ့အခြေအနေတွေရနေပြီးတော့ trust me နိုင်အောင်လို့ကုညီနိုင်မဲ့သူတယောက်ကိုရှာပြီးတော့တဲ့သင်တို့ဒီအခြေအနေကိုလည်းတဲ့သွားနိုင်ပါတယ်တဲ့နော်အဲ့တော့ကြတော့ကိုရဲ့ဘွားဒီ agent ကြီးကိုရောက်တော့မယ်ဆိုလို့ရှိရင်တခါလီတာ bank ဆိုတော့တအူးတဲ့ဖြည့်ရှင်းလို့မရတာဒီ များကြီးရှိတယ်။ guideline လို့တဲ့ဘွားမှာအဲ့ဒီ guideline နဲ့တွဲဆောင်လိုက်ပြီးဆိုလို့ရှိရင်ကိုသုံးလေးနှစ်လောက်ဖြည့်ရှင်းရမယ့်အရာတစ်ခုကခဏလေးနဲ့လည်းဖြည့်ရှင်းပြီးသွားတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်။အဲ့တော့ကြတော့ဘဝမှာအခက်အခဲတွေကြုံလာပြီးစိတ်ပူလောင်နေရပြီးပိတ်မိနေပြီးဆိုလို့ရှိရင်ဘယ်တော့မှတယောက်တည်းမဖြည့်ရှင်းပါနဲ့။အကူငြိရသင့်ရထိုက်တယ်ဆိုလို့ရှိရင်လည်းကုညီပေးမဲ့လူကောင်းကိုရှာဖို့ပြောထားတာလေးပဲဖြစ်ပါတယ်။ ။နောက်ဆုံးစိတ်မပူပါနဲ့တဲ့တင်လွတ်မြောက်သွားမှာပါတဲ့နော်။လက်ရှိတင်စိတ်ခံစားနေရတာတွေစိတ်ပူပန်နေရတာတွေနော်။လက်ရှိပူပန်တော့ကတွေအဲ့ဒါတွေကနေပြီးတော့တဲ့မကြခင်မှာတဲ့လွတ်မြောက်သွားတော့မယ်လွတ်ထွက်သွားတော့မယ်ဆိုတဲ့အနေထားကိုပြပြနေပါတယ်လွတ်မြောက်လွတ်ထွက်သွားဖို့အတွက်ဆိုလို့ရှိရင်တော့သင်ဆောင်ဟီးလင်းလောက်တာမျိုးလေးတွေဟီးလင်းလောက်တဲ့အပိုင်းမျိုးလေးတွေလုပ်ပါကိုယ့်ကိုယ်ကိုအေးချမ်းအောင်နေပါလို့ပြောထားပါတယ်နောက်တစ်ခုကဆိုလို့ရှိရင်တော့စိတ်ပိစီးမှုများနေတဲ့အချိန်မှာစိတ်ပူပန်တော့ကနေနဲ့ပိတ်လောင်နေတဲ့အချိန်မှာ ဆုံးဖြတ်ချက်တွေမှာပြီးတော့ my us မဆန်ပါနဲ့ risky မလုံးနဲ့ပေါ့နော်အဲ့လို my us မဆန်နဲ့ my us ဆန်နဲ့ဆုံးဖြတ်ချက်တွေမချဘဲနဲ့စိတ်ကိုအေးအေးချမ်းချမ်းထားပြီးတော့နော် healing လောက်တာမျိုးတွေနော်ကိုယ့်ဘဝကိုပိုအေးငြိမ့်စေမဲ့အရာတွေကိုရွေးချက်ပြီးလှုပ်ဆောင်တာတော့တဲ့တင်လက်ရှိပိမိနေတဲ့အခက်အခဲတွေလက်ရှိစိတ်ပြီးစည်းနေရတဲ့အရာတွေကနေအမြန်ဆုံးအေးချမ်းသွားဖို့အတွက် အနေထားလေးတွေကိုပြနေတာပဲဖြစ်ပါတယ်။လေးကစလုံးကိုခြုံငုံကြည့်ရမယ်ဆိုလို့ရှိရင်တော့စိတ်ပူပန်စရာတွေရှိပြီပဲ။တင့်ပေါ်မှာပြေဆောင်လုံလောက်နေသေးတယ်။ ဥပေနာမှာပြည့်စုံနေသေးတဲ့အရာတွေရှိနေသေးတဲ့အရာတွေကိုမြင်အောင်ကြည့်ပြီးတော့တန်ဖိုးထားပါကျေးဇူးတရားပွားပါအဲ့ဒါတွေကတင့်ကိုအထောက်ပံ့နေဖြစ်လာစေတယ်ဆိုတာလေးကိုလည်းနမိတ်ကပြနေတာပဲဖြစ်ပါတယ်နော်အဲ့တော့လက်ရှိစိတ်တော်ကရောက်စရာတွေပူပန်စရာတွေဘယ်တော့လောက်အေးချမ်းသွားမလဲဆိုလို့ရှိရင်နော်မကြခင်မှာပဲအေးချမ်းသွားပါလိမ့်မယ်ဆုံးဖြတ်ချက်တွေမမှားဖို့နဲ့မယူရဲမဆန်ဖို့တော့တတိပေးထားတာလေးတွေ့ရပါဗျ။အဲ့တော့ဒီတင်လေးနဲ့တိုက်ဆိုင်မှုရှိတဲ့သူလေးတွေကလည်းကွန်မန့်လေးမှာရေးခဲ့ပါဦး။ကို့မှာရောဘယ်လိုပြိမိနေတဲ့အခက်အခဲတွေရှိနေလဲဘယ်လိုကြော်လွားခ င်တယ်ဆိုတာလေးတွေပါရေးပေးခဲ့လို့ရပါတယ်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ tarot reading လေးတွေနဲ့ spiritual knowledge ပညာရပ်တွေကိုထပ်မံပြီးတော့မျှဝေပေးသွားပါမယ်။ကျေးဇူးပါ၊ပန်းစုပါ။